မင်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေအခုရက်လူငယ်တန်အစီအစဉ်မှာတော့လေးစိမ့်မှာဝန်ထမ်းတယောက်အနေနဲ့လုတ်ကန်ခေရာကနေစစ်ကောင်စီရဲ့ကမ်ဘလူလေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်ကိုကြားသိရပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ထံဝင်ရောက်လာခဲ့သူမြို့သမီးငယ်တယောက်နဲ့တွေ့ဆုံမေးမြန်းသွားဖို့ရှိပါတယ်သူကတော့ Force for Federal Democracy FFD ရဲ့ drone တပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော် Crown ပဲဖြစ်ပါတယ်မင်္ဂလာပါညီမရေတွေ့ရတာဝမ်းသာပါတယ်နေကောင်းကျမ်းပါလားရှင့်ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျနေကောင်းပါတယ် ဟုတ်ကဲ့အရင်ဦးဆုံးပေါ့လက်ရှိအခြေအနေနဲ့စပြီးတော့ပြောလိုက်ရအောင်ပါအာညီမတာဝန်ထမ်းဆောင်နေတဲ့ FFD တပ်ဖွဲ့ကဘယ်ဒေသမှာအခြေစိုက်ပြီးတော့အဓိကအဖြစ်ဘယ်လိုမျိုးစီးရေးလှုပ်ရှားမှုတွေလှုပ်ဆောင်ခဲ့တဲ့တပ်ဖွဲ့တစ်ခုလဲပေါ့နော်အာညီမအကြောင်းမိတ်ဆက်ပေးရင်းနဲ့ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ဗျကျွန်တော်ကတော့လက်ရှိပေါ့နော် Post for Federal Democracy FFD တပ်ဖွဲ့မှာ drone pilot တယောက်အနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ Airport Crownway ဖြစ်ပါရဲ့ဗျ ကျွန်တော်တို့တပ်ဖွဲ့ကတော့လက်ရှိတက်မာငါဒေတာမှာအခြေစိုက်ပြီးတော့ဗောနော်ဟိုစီးရေလှုပ်ရှားမှုတွေမှာတော့တက်မာငါဒေတာမှာမဟုတ်ဘူးဗောကျွန်တော်တို့ဒီမဟာမိတ်ဒီပူပေါင်းတက်ဖွဲ့တွေနဲ့အတူတူနေရာပေါင်းစုံမပေါင်းစုံဒေတာအတီးတရနေပြီးတော့ဒုံတိုက်ခိုက်ရေးတွေမြေပြင်ချင်းမိုးရေးတွေနဲ့အဲစီးရေလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ရရှိပါရဲ့ဗျဆီယနာမသိန်းခင်ကတော့ညီမအနေနဲ့ဘာတွေလှုပ်ဖြစ်နေခဲ့လဲပြီးတော့အဲ့ဒီကာလကလူငယ်တယောက်အနေနဲ့ဘယ်လိုမျိုးစိတ်ကူးအိမ်မက်တွေရှိခဲ့လဲဗောနော်ဒါလေးကိုလည်းအချင်းချင်းလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ကတော့ဆီယနာမသိန်းခင်ကဝန်ထမ်း ဟုတ်ပါဗျာဝန်ထမ်းလုပ်ခဲ့တယ်ပြီးတော့ကျွန်တော်ပြပထွက်ဖို့အတွက်အဲစိတ်ကိုိတ်မလေးရှိခဲ့တယ်ဘာလို့ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာကဘာလို့ဝန်ထမ်းသမားတွေကသူတို့ဟိုဘလောက်ပဲနှစ်တည်ကြာကြာကြီးလှုပ်ဆောင်တော့မှပဲဘဝကြီးတိုးတက်ပြောင်းလဲသွားတယ်ဆိုတော့အခြေအနေတွေရှိတော့ရှိရရှားလိမ့်မယ်ဗျအဲ့တော့ကျွန်တော်အနေနဲ့ပြပထွက်ဖို့စိတ်ကိုရှိခဲ့တယ်တကယ်လဲဟိုအကောင့်ထဲပေါ်ခဲ့ပြီးပြီပေါ့ဗျာအဲ့ဒီလိုကနေပြီးတော့ဗောနော်ဒီအာနာသိမ့်ပြီးတော့ရောအာဘာရီဆက်ပြီးတော့လုတ်ဖြစ်ခဲ့ပါတယ်လေအာပြီးတော့ဒီလေးစိတ်ဝန်ထမ်းအဖြစ်ကနေပြီးတော့ဒေါ်လာရေးတက်ဖွဲ့တွေကိုဝင်ရောက်ဖို့အတွက် ဆုံးဖြတ်ချက်ကိုညီမအနေနဲ့ဘယ်လိုမျိုးဆုံးဖြတ်ချမှတ်ခဲ့ရပါသလဲဟုတ်ကဲ့အဲ့ဒီအာနာသိမ့်ပြီးတဲ့နောက်မှာတော့ကျွန်တော်ဆန္ဒပြပွဲတွေမှာတပ်ပေါင်းစွာနေပြီးတော့ပါဝင်ခဲ့ရပြီးတော့ကျွန်တော် UG ရဲ့ဆက်မပြတ်လုပ်ခဲ့ရပါတော့နောက်ပိုင်းကျွန်တော်အဖေဆုံးသွားတယ်ပေါ့အဖေဆုံးပြီးတဲ့နောက်တော့ကျွန်တော်ကမ္ပဏီဝန်ထမ်းဘဝကိုပြန်ရောက်သွားတယ်ပေါ့နော်ဝန်ထမ်းဘဝပြန်လုပ်တယ်ပြီးတော့ဝန်ထမ်းဘဝနေပြီးတော့ ီတော်လိုင်းရဲဘော်တွေကိုနိုင်ရဘက်ကနေပြီးတော့ထောက်ပို့ခဲ့တယ်၊ကူညီခဲ့တယ်ပေါ့နော်။ဒါပေမဲ့အစပိုင်းကတော့ကျွန်တော်နေ့ဘက်ဒီမှာအလုပ်လုပ်နေအောင်မယ်ညဘက်ချိန်တော့ကျွန်တော်အနေနဲ့အဆင်မပြေမှုတွေရှိရပေါ့နော်။အဲငါမပါလဲဖြစ်တယ်၊ငါမပါလဲရတယ်ဆိုတော့ဒီအဲငါလိုလူတွေဘယ်တော့များနေမလဲပေါ့။ဒီလိုလူတွေကများနေရင်ဒီအနာသိမ့်မှုရပြီးပါမလားဆိုတော့အတွေးတွေဝင်လာပြီးတော့နောက်ဆုံးမှကျွန်တော်လက်နက်ကင်တပ်ဖွဲ့တွေကိုဝင်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တယ်။အ мян ဆုံးလည်းဝင်ရောက်နိုင်ခဲ့တယ်ဗျ။ ောညီမဒီလေစိမ့်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတယောက်ဖြစ်တယ်ဗောနော်ဒီစစ်ကောင်စီရဲ့အကမ့်ဘလူလေချောင်းတိုက်ခိုက်မှုဖြစ်စဉ်ကိုကြားသိရပြီးတဲ့နောက်မှာအခုလိုမျိုးတော်လိုင်းတက်ဖွဲ့ကိုဝင်ရောက်ဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့လို့သိရတယ်ဗောနော်အဲ့ဒီအကြောင်းလေးကိုလည်းပြန်ပြီးတော့ပြောပြပေးပါအောင်ဟုတ်ကဲ့ဗျာအဲကျွန်တော်အဲ့ဒီကျွန်တော်တို့ကဒီလေစိမ့်မှာကြာတော့ကျွန်တော်တို့အလုံးနဲ့ဒီဘယ်လိုပြောရမလဲသူတို့တက်ဖွဲ့ရဲ့ဝင်နေနဲ့ကြာတော့ပူပေါင်းပြီးလှုပ်ဆောင်ရတဲ့အရာကြီးရဲ့ဗျာ အဲကျွန်တော်တို့ကတစ်ခါလေးကြာရင်အဲ့လိုအလောက်အားချိန်ဒီမှာဆိုစကားအစမီပြောကြရဗျာသူတို့ကအဲ့ဒီတိုက်ပွဲကိစ္စအဲ့ဒီအချိန်မှာကတ်မလို့တိုက်ပွဲကိစ္စလည်းဖြစ်ပြီးတဲ့အချိန်ပေါ့နော်သူတို့ပြောတာကတော့အာကျွန်တော်ဒီတော်လိုင်းတပ်ဖွဲ့တွေကပေါ့သူတို့ဒီကြောင်တိုက်ခိုက်လာမှာကိုသိရတာနဲ့ပြည်သူတွေကိုထိုးကျွေးရဲဆိုတဲ့စကားလုံးတွေပြောတယ်ပေါ့နော်အဲ့သူတို့ရဲ့ brain နဲ့မှာတော့ဒါမျိုးတွေရိုက်ထည့်ခံထားရတဲ့ပုံစံပေါ့သူတို့ကြားသိရတဲ့သတင်းတွေကတော့ဒီလောက်ပဲဟိုဒါပဲဆိုတော့အဲ့ဒီမှာကျွန်တော်အနေနဲ့ဟုတ်ပြီဒါဆိုရင်ပြည်တဲ့တော်လိုင်းတပ်ဖွဲ့တွေကဒီလိုမျိုးဟိုထိုးကျွေးရအောင်သိရင်ဘာလို့ ဒီလိုဘုံကိုလွှတ်ချခဲ့တယ်ဒါခလုတ်ဆိုကိုနှိပ်မှဖြစ်မှာဟုတ်တယ်မလားဒီလေချောင်းတိုက်ခိုက်တဲ့လူတွေကဒီခလုတ်ကိုနှိပ်ချမှဖြစ်သွားမယ်အရာပဲဘာလို့လုတ်ခဲ့တာလဲဒီပြူတွေတိရက်နဲ့တိတိရက်နဲ့တတ်ခဲ့တာလားဆိုအဲ့လိုအဲ့အဲ့စကားများပြီးတဲ့နောက်ကျွန်တော်နဲ့မခံစားနိုင်တယ်တင်မလားသူတို့တွေကတော်တော်စိုးပွန်းနေပြီးမရတော့သူတို့ရဲ့အုံနောက်တည်းကနောက်ဆုံး level ကြီးရောက်နေဘလို့မှထိန်ကုန်လို့မရဘူးဆိုတာတည်တော့အဲ့တော့ငါငါလည်းငါကိုယ်တိုင်ပါတော့မယ်ပါတော့မယ်ဆိုတော့အဲ့အဲ့လိုဆုံးဖြတ်ချက်ချပြီးတော့ပဲတကယ်ပါဝင်ခဲ့လိုက်တာပေါ့ဗျဟုတ် ဟုတ်ကဲ့ပြီးတော့အဲ့ဒီကမ်ဘလူလေးကြောင်းဖြစ်စဉ်သတင်းကိုလည်းနည်းနည်းတော့ပြောပြပေးပါအောင်အဲ့တော့ဟိုဘလူသတင်းမျိုးညီမတို့အနေနဲ့ဘလူမျိုးကြားသိရလဲပြီးတော့အဲ့ဒီအာဟိုကြားပြီးတော့ဘလူခံစားခဲ့ရလဲပေါ့အဲကမ်ဘလူကိစ္စမှာတော့တော့ဒီကျွန်တော်ကတော့သူတို့ကမှတော့သတင်းတွေတော့တိတ်မကြည့်ပြီးတော့ဗျအဲကျွန်တော်ဘာလို့ဆိုတော့ကျွန်တော်တို့အနေနဲ့ကကြတော့နည်းနည်းအမှားယွင်းရှိလိုက်တာနဲ့ သူတို့ကအဲ့လိုမျိုးဖမ်းမဲ့ပုံစံမျိုးတွေပြအလောက်ကတူတူတွဲပတ်ပြီးတော့လုပ်နေရတဲ့ပုံစံမျိုးတွေဆိုတော့လေအဲကျွန်တော်အားလက်ချိန်တွေမှာတော့ကျွန်တော်ကြည်ပြခဲ့ရတယ်။အဲအတိအကတော့သူကကလေးတွေဘောနော်ကလေးတွေအများကြီးပဲအဲ့ကိစ္စမှာတေသွားတယ်ပြီးသူတွေတော်တော်များများပဲတော်တော်များများပဲသူတို့လေးချောင်းတိုက်ခိုက်မှုကြောင့်အသက်တွေဆုံးရှုံးနေပေါ့။အဲ့ကိစ္စကကျွန်တော်တော်တော်ကျွန်တော်ကလည်းအဲ့တော့ပြီးသူတွေကပြီးသူပဲဖြစ်တော့တယ်ကျွန်တော်တော်ကမခံရနိုင်တဲ့ကိစ္စတစ်ခုပေါ့နော်။အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီလိုမျိုးဆုံးဖြတ်ချက်ချခဲ့တာဗျ။ ဒီတော့စစ်ရေးဘက်မှာစစ်ကောင်စီအားကိုရဆုံးဖြစ်တဲ့ပေါ်ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာပါဝင်ပတ်သက်နေသူတွေကိုရောညီမအနေနဲ့ဗာမြန်ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာအဓိကပါဝင်နေတဲ့သူတွေကိုကျွန်တော်အနေနဲ့ပြောချင်တာတော့စစ်ကိုစစ်လို့တိုက်ပါဗျအဲခမရအဲ့တော့တိုက်ခိုက်နေတာခမည်းတော်ကိုစိန်ခေါ်နေတာကျွန်တော်တို့ဖြစ်တယ်ပေါ့နော်အဓိကပြောချင်တာပြည်သူတွေဘောကိုမကျဲပါနဲ့ပြည်သူတွေကိုမတိုက်ခိုက်ပါနဲ့အဲဘာလို့ဆိုတော့အဲခမည်းသူတို့တွေတိုက်ခိုက်တယ်ပေါ့နော်ခမည်းတော်တိုက်ခိုက်ခဲ့လို့ အတက်ကိုဆုံးရှုံးသွားတဲ့တက်ကြီးရွယ်အိုတွေလောကကြီးကြောင်ဘာမှမသိနားမလည်သေးတဲ့ခလေးတွေဆိုတော့အများကြီးရှိနေပြီဆိုတော့ခင်ဗျားတို့လည်းတည်ဆုံးမဖြစ်မှာပေါ့နော်အဲပြီးတော့ခင်ဗျားတို့ကြောင့်ပြက်စီးသွားတဲ့အိုးအိမ်စည်းစိမ်တွေပြီးတော့ခင်ဗျားတို့ကြောင့်ပြန်ဘယ်တော့မှပြန်ဆုံနိုင်တော့မဲ့ထမင်းဝိုင်းတွေမိသားစုတွေဆိုတော့အများကြီးဖြစ်နေပေါ့ခင်ဗျားတို့တော်တင်ပြီးတော့ခင်ဗျားတို့အုံတော်ထဲမှာရိုက်သွင်းခံထားရတဲ့လိုမျိုးကိစ္စတွေကအမှားလားမှန်လားဆိုတာခင်ဗျားတို့စဉ်းစားကြည့်ပါမျက်စိဖွင့်နားဆွင့်နေကြပါပြီးတော့ခင်ဗျားတို့မြင်နိုင်တဲ့မျက်စိတကန်းကိုပဲမကြည့်ပါနဲ့ မျက်ကြည့်ပါနဲ့ဗောနော်မျက်စိတစောကရစောကြည့်ပါလို့ပြီးတော့လူကမွေးပြီးတော့ထမင်းစားပြီးတော့ကြီးလာတာမှန်ရင်လူလူသိပါလို့ပဲကျွန်တော်ပြောရတယ်ဒီနေရာနေလဲသူတို့ခေါ်လိုက်ခမရတို့တိုက်ခိုက်နေတာခမရတို့တော်လန်နေတာကျွန်တော်ကျွန်တော်တို့ဟုတ်ကဲ့ဟိုစစ်ကောင်စီအကွေရတဲ့ဒီလေချောင်းတိုက်ခိုက်တဲ့သူတွေကိုကျွန်တော်အနေနဲ့ပြောချင်တာကတော့ဗောနော်စစ်ကိုစစ်လို့တိုက်ပါ အဲခမရတို့တိုက်ခိုက်နေတာခမရတို့စင်ခေါ်နေတာကျွန်တော်တို့ပဲဖြစ်တယ်ပေါ့နော်အဲ့တို့ကကျွန်တော်တို့ကိုပဲတိုက်ခိုက်ပါကျွန်တော်တို့ကိုပဲကျဲပါအဓိကပြောချင်တာတော့ဗျာပြည်သူတွေပေါ်မကျဲပါနဲ့အားနည်းတဲ့ပြည်သူတွေပေါ်မတိုက်ခိုက်ပါနဲ့ပေါ့နော်ခမရတို့တိုက်ခိုက်လို့ပျက်စီးသွားတဲ့ဆုံးရှုံးသွားတဲ့အိုးအိမ်တွေပြော့ပြန်မဆောင်နိုင်တော့တဲ့ထမင်းဝိုင်းတွေပြီးတော့ခမရတို့ကြောင့်တိတ်ဆုံးသွားတဲ့တက်ကြီးရိုးတွေနဲ့လောကကြီးကြောင့်ဘာမှမသိနားမလည်သေးတဲ့ခလေးတွေအများကြီးဖြစ်နေပြီဆိုတာခမရတို့အသိဆုံးပဲဖြစ်မှာပါ အဲပြီးတော့ခင်ဗျားတို့ရဲ့အုံနောက်ထဲမှာရိုက်သွင်းခံထားရတယ်လို့မျိုး brain test လုပ်ခံရထားတယ်ပြီးတော့အမှားအဲ့အမှားတွေကိုလည်းစဉ်းစားဆင့်ချင်ချိန်မှာလို့ခင်ဗျားတို့လည်းပညာတတ်တွေပဲပေါ့နော်မျက်စိဖွင့်နားဆွေ့နေကြပါပြီးတော့ကိုယ့်ရဲ့လက်ကမ်းစာကိုပဲမကြည့်ပဲနဲ့ကိုမြင်နိုင်တဲ့မျက်စိတစုံလောကကြီးအစုံအထိကြည့်ပေးကြပါလို့သူကမွေးပြီးတော့ထမင်းစားပြီးကြည့်လိုက်ဆိုရင်လူလူသိဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ခင်ဗျားတို့ကျွန်တော်အနေနဲ့ကျွန်တော်အနေနဲ့ကျွန်တော်ထပ်ပြီးတော့ပြောချင်တာခင်ဗျားတို့စိန်ခေါ်တယ် ဒီနေရာကနေပြီးတော့လည်းကျွန်တော်တရားဝင်ပြောရပြကျွန်တော်တို့တိုက်ပါပြည်သူတွေကိုမတိုက်ပါနဲ့အဲကျွန်တော်အနေနဲ့ပြောချင်တာပါပဲဟုတ်ကဲ့ဒီ FFD တပ်ဖွဲ့မှာ drone တပ်ဖွဲ့ဝင်တယောက်အနေနဲ့တာဝန်ထမ်းဆောင်နေလို့သိရတာပေါ့နော်ဒီတော့လက်ရှိအာစစတင်ဝင်ရောက်ချိန်ကနေပြီးတော့အခုထိဘယ်လိုမျိုးစိန်ခေါ်မှုတွေရှိလဲဒီလိုစိန်ခေါ်မှုတွေကြားမှာဘယ်လိုမျိုးအောင်မြင်မှုဝမ်းသာစရာတွေကဂုဏ်ယူစရာတွေရောရှိခဲ့လဲပေါ့ င်ခုံမှုတွေကတော့ကျွန်တော်နေတဲ့စင်ခုံမှုတွေကတော့ရှိရရှိတယ်ပေါ့နော်။ဘာလို့ဆိုတော့ဒီစစ်မြေပြင်မှာတိုက်ပွဲတွေကြားရပေါ့နော်။တိုက်ပွဲကြားရအနေရီအခက်ခဲတွေကြားရရနေပြီးတော့ကျွန်တော်အပဝင်ကျွန်တော်အဖွဲ့ဝင်တွေရဲ့အသက်အန္တရာယ်ရအချိန်မြေဆုံးရှုံးသွားနိုင်တဲ့အနေအထားတွေမှာကျွန်တော်တာဝန်ယူထားတဲ့အပိုင်းတွေကိုအကောင်းဆုံးနဲ့ကျွန်တော်ရဲ့စိတ်ကိုတည်တည်ငြိမ်ငြိမ်လှုပ်ဆောင်ရတဲ့အရာတွေကကျွန်တော်အတွက်စင်ခုံမှုတစ်ခုပါပဲ။ အောင်မြင်မှုတွေကတော့ကျွန်တော်အနေနဲ့အခုလိုလို့အခုဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ပါဝင်ပြီးတော့တိုက်ခိုက်ထားတဲ့စခန်းငယ်တွေစခန်းကြီးတွေပေါ့နော်ညစွာညစွာရှိခဲ့ပြီပေါ့နော်လက်ရှိပြောရမယ်ဆိုလို့ရှိရင်ဖပွန်အဲပြီးတော့မနယ်ဘလော့ဒေတာပေါ့ဒါကျွန်တော်ကိုယ်တိုင်ပါဝင်ပြီးတော့တိုက်ခိုက်သိမ်းယူရရှိခဲ့တဲ့စခန်းတွေပဲဖြစ်တယ်အဲပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေအနေနဲ့ စိန်ခေါ်မှုတွေရတော့ဗောနော်အရင်တော့ဆိုလို့ရှိရင်ဒီအာနာရှင်စစ်တပ်ကိုဗောနော်ဟိုပျောက်ကြားစနစ်တွေနဲ့ပဲကျွန်တော်တို့တိုက်နိုင်ခဲ့တယ်အခုမှဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းတစ်ဖက်ရတော့ထိုးစစ်တင်နဲ့ဆက်ပြီးတော့ချိန်မုန်းလာနိုင်တယ်ချိန်မုန်းလာနိုင်ပြီးတော့တင်းယူလာနိုင်တာဒါကျွန်တော်တို့ရဲ့စိန်ခေါ်မှုတွေအောင်မြင်မှုတွေပါပဲ အညီမလည်းပြောခဲ့ရပါတော့ဒီ drone တပ်ဖွဲ့ဝင်တယောက်အနေနဲ့ပထမဆုံးဖွက်ခဲ့ရတဲ့ပွဲကလည်းတကယ်ကိုအမှတ်ရစရာဖြစ်တယ်ဆိုပြီးပြောခဲ့ရပါတော့အဲ့ဒီအကြောင်းလေးလည်းပြန်ပြီးတော့ပြောပြပေးပါအောင်အပထမဆုံးထွက်ခဲ့ရတာကျွန်တော်တို့ကရင်နီပြည်ပေါ့ဗျာဖားဆောင်တိုက်ပွဲဖားဆောင်ပေါ့အဲ့ဒီဖားဆောင်မှာဆိုလို့ချင်းကျွန်တော်ကျွန်တော်ရဲ့ပထမဆုံး mission ပေါ့ဘလို့ဘာလို့ဆိုတော့ကျွန်တော်တို့ဘလို့ပဲ training တွေတော့မောင်းခဲ့မောင်းခဲ့တကယ်စစ်မြေပြင်မှာကြတော့မတူတော့ဘူးဗျာ ကိုယ့်ရဲ့ယင်ခုံမှုတွေစိတ်လှုပ်ရှားမှုတွေကလေအဲကျွန်တော်ပထမဆုံးမောင်းလိုက်တဲ့ drone ပေါ့နော်ရန်သူရဲ့တံပြန်တိုက်ခိုက်မှုကြောင့်ဘုံဒီကပြန်ပါလာပြီးတော့အဲ့လိုမျိုးခေါင်းပေါ်ကြီးမှာဝဲနေရဗျာအချိန်မျိုးဒီဘုံဒီကပြုတ်ကျသွားနိုင်တယ်အချိန်မျိုးအသက်ဆုံးရှုံးသွားနိုင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာအရန်လဲရင်ခုံနေအဲ့လိုဟိုမကြောက်ဘူးလို့ပြောတာတော့မဟုတ်ဘူးပဲကျွန်တော်ကြောက်တယ်ဒါဝန်ခံတာပေါ့နော်အာဒီဘုံပြုတ်ကျရင်ငါတည်တော့မှာပဲဆိုတော့ကျွန်တော်လည်းတိနေပြီဗျာအဲအဲ့တော့ ကြောက်ရကြောက်တယ်ဒါပေမဲ့အကောင်းဆုံးစိတ်ကိုဒီနေနဲ့လှုပ်ဆောင်ပြီးတော့ပြန်လဲဆင်းသက်နိုင်ခဲ့ရပေါ့ဒါကျွန်တော်ရဲ့ရင်ခုန်စရာအိစပါပဲအမျိုးသမီးတွေအနေနဲ့ပေါ့နော်ဟိုမလုံနိုင်လို့ထင်တာတွေလုပ်ပြနိုင်ခဲ့တဲ့အာမျိုးလဲရှိတယ်လို့သိရတယ်ပေါ့နော်အဲ့အားလေးကိုလည်းပြောပြပေးပါအောင်အရင်တော့ဆိုလို့ရှိရင်ဒီအဲเออบะเนาะเดี๋ยวเราก็มาหาเราตั้วแก้ได้เนี่ยบ่ที่กินนี่ปีไอ้มาตรงอ่ะဆိုเราก็ ကျွန်တော်တို့ပထမ drone တပ်ဖွဲ့အနေနဲ့မဟာမိတ်အနေနဲ့သွားတယ်ပေါ့နော်။သွားတော့ကျွန်တော်တို့ဖွဲ့ဝင်6ယောက်ရှိမယ်။အဲ2ယောက်ကအမျိုးသမီးပေါ့ဗျာ။ကျွန်တော်ပါဝင်နောက်ထပ်1ယောက်ပေါ့။အဲအဲ့ဒီအချိန်မှာသူတို့အမျိုးသမီးတွေကိုလည်းရှေ့တန်းမခေါ်ဘူးနော်။မင်းတို့နောက်တန်းမှာနေခဲ့ရမယ်လို့ပြောရဲဗျ။အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဟိုဒီတာဝန်ထားတဲ့ဥဆောင်သူတို့တယောက်ကနေပြောသူတို့ကကျွန်တော်တို့ဖွဲ့ဝင်ပဲထားခဲ့လို့မရဘူး။ကျွန်တော်တို့ကအတူတူလာတာဖြစ်တဲ့အတွက်အတူတူပါဝင်မှရမယ်အတူတူတိုက်မှရမယ်ပေါ့ဗျာ။အဲ့လိုပြော အေးဟုတ်ပြီအဲ့ဆိုလဲလိုက်ခဲ့ဆိုရဲမဖြစ်မနေပုံစံမျိုးနဲ့သူတို့ခေါ်သွားပြီးတယ်ဗျာကျွန်တော်တို့အမျိုးသမီးနှစ်ယောက်ကိုလေတကယ်တကယ်လက်တွေ့တိုက်ပွဲမှာကြတော့အော်ကျွန်တော်တို့အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်အဲပြီးတော့ကိုမောင်းမဲ့ဘုံဒရုန်းကိုကိုကကိုထမ်းတယ်အဲကိုမောင်းရမဲ့ဘုံဒီကိုကိုကကိုပရိုင်မာတက်တယ်အဲကိုကကိုတီလိုမျိုးပေါ့နော်ဘုံမှာပဲတက်ဆင်ပြီးတော့ကိုကကိုမောင်းနိုင်ခဲ့တယ်မြင်ပြီးတော့အချိန်နဲ့တပင်းကြီးအញ្ញံဆုံးလောက်ဆောင်နိုင်ခဲ့တယ် ပြီးတော့အဲ့ဒီစကန်ပေါ့နော်ကျွန်တော်တို့တင်ခဲ့တဲ့စကန်ဆိုတာကရင်နေပြည်12မိုင်ကုန်းစကန်ပေါ့နော်အဲ့ဒီစကန်မှာဒါကျွန်တော်ရဲ့ဒုတိယဘယ်လိုပြောမလဲဒုတိယဟိုဟိုဘယ်လိုပြောမလဲဒုတိယအတွေ့အကြုံပေါ့ဗျာအဲ့ဒီဒုတိယအတွေ့အကြုံပေါ့အဲ့ချိန်မှာခဏလေးနေပေါ့ကျွန်တော်တို့ဟို9နာရီ9နာရီထုံးမှာစပြီးတော့ drone တွေလွှတ်ခဲ့ရပေါ့နော်9နာရီလွှတ်ခဲ့ရ10နာရီခွဲမှာပဲစကန်ကိုရရှိခဲ့ရပေါ့အဲ့ချိန်မှာဆိုသူတို့ကအရန်ကို အံ့ဩခဲ့တယ်ဗောနော်ဒီကအဲ့ရကျွန်တော်တို့ထားခဲ့မယ်ဆိုပြောတဲ့လူကြီးရောအာမင်းတို့တကယ်လုံနိုင်တယ်ဗောသူတို့အံ့ဩတယ်ဂုံယူတယ်ဗောအဲတကယ်တော်တယ်တော်တယ်လို့ချီးကျူပါတယ်ဟုတ်ဒါတော့နောက်ဆုံးမေးခွန်းဗောနော်နေရာဒေသအတီးတီးဒီအခြေအနေအမျိုးမျိုးကြားကတခြားမြန်မာလူငယ်တွေကိုရောညီမအနေနဲ့အခုလူငယ်တန်အစီအစဉ်ကနေပြီးတော့ဗာမန်းပြောချင်ပါတယ်လေရှင့်ကဲကျွန်တော်အနေနဲ့ရတော့ဗောနော်ဒီစစ်ပွဲကကျွန်တော်တို့တူတူတောက်တဲ့ကိုတိုက်နေရမဟုတ်ဘူးဗောနော်တူတူတောက်တဲ့ကိုတိုက်နေရမဟုတ်ဘူးဒီအာနာရှင်ဆိုတဲ့စနစ်စနစ်ကိုတိုက်ထုတ်နေရဖြစ်တယ်ဗောနော် အဲ့တော့ကျွန်တော်ထပ်ပြီးတော့ပြောချင်တာကျွန်တော်အပိုင်း၃ပိုင်းလေးခွဲပြီးတော့ပြောမယ်ဗျ။အာနံပါတ်၁ကတော့ဘယ်ဘက်မှမပါဘူးဆိုတဲ့လူငယ်တွေပေါ့နော်။ဘယ်ဘက်မှမပါဘူးစစ်ကောင်စီဘက်လည်းမပါဘူးတော်လိုင်းကြီးဘက်လည်းမပါချင်ဘူးဆိုတဲ့လူငယ်တွေပေါ့နော်။အဲခင်ဗျားတို့အနေနဲ့အော်တင်းတွေကိုအဲ့လိုမျိုးပေါ့။ဘယ်ဘက်မှမပါပါစေနဲ့ပေါ့နော်။အာစက္ကစဘက်ကိုလည်းမပါစေနဲ့အခုဆိုလို့ရှိရင်စစ်ကောင်စီဘက်ကနေပြီးတော့စစ်မှုထမ်းခေါ်တာတွေရှိရဲ့ဗျ။အဲ့အဲ့ဒီຢာတွေစစ်မှုထမ်းခေါ်တာတွေရှိရဲ့ပေါ့နော်။အဲ့တော့ရှောင်းပါတော့မဖြစ်ဘူးတဲ့နည်းနဲ့လော့အောင်ရှောင်းပါတော့။အာပြီး ရှေ့လောက်အောင်ရှောင်ဖို့ပြောချင်တယ်ပေါ့ဗျာဘာလို့ဆိုတော့ကျွန်တော်အာဒီတိုက်ပွဲပြီးသွားလို့တိုင်းပြည်ပြန်လဲထူထောင်တဲ့အခါကျရင်ခင်ဗျားတို့ဒီလူငယ်တွေနဲ့အားနဲ့ထူထောင်အောင်ပဲဖြစ်တယ်ဗျာအဲ့တော့မပါပါစင်းနဲ့မရရအောင်ပဲလောက်အောင်ရှောင်ပါလို့ပြောချင်ပါတယ်ပြီးတော့နံပါတ်2ကအာနောက်ထပ်နံပါတ်2ချက်ကဘောမရဲ့လူငယ်တွေဆက်ဘောက်နဲ့လူငယ်တွေပေါ့တတိနေအများကြီးကြည်ပါခင်ဗျားတို့ရဲ့မှန်လားမလားဆိုပြပါတော့စစ်တပ်မှာဒီမိုကရေစီဆိုတာမရှိဘူးစစ်တပ်အုပ်ချုပ်နေတဲ့ဒီမိုကရေစီဆိုတာလည်းမရဘူး အဲဥပမာဆိုလို့ရင်အခုခင်ဗျားတို့ပြောလို့လုံးနေတက်တယ်အဲပြီးတော့ပေါ့နော်အကုန်လုံးနေတက်လာပြီးမြမမြမဒီမြမငွေစည်းတွေကြားတယ်ပေါ့နော်ဒါတွေကသူအခုသတင်းတွေပါတယ်မှာပြောသလိုပဲအရင်လိုပြောသလိုပဲပြည်သူတွေကိုပဲသူကလွှဲချတယ်ပေါ့နော် ။ဘွားတိုင်းနေဖြိုးတယ်၊လမ်းနေဖြက်စီးတယ်၊ကိုယ်နေဖြက်စီးတယ်ဒါပြုလုပ်တယ်ဆိုပြီးတော့အဲ့လိုပြည်သူတွေမကောင်းလို့ပုံစင်းနှုံးနေတက်တယ်၊ရွှေရွှေဈေးတွေတက်တယ်၊ပြည်သူတွေကအဲ့လိုလောဘတကြီးစုဆောင်းတော့ကုန်တွေကိုတူလောင်ထားလို့ဒီလိုမျိုးဖြစ်ရတယ်ဆိုပြီးတော့သူတို့ပြည်သူတွေကိုလှည့်ချတယ်၊လွှဲချတယ်ပေါ့နော်။အခုဟုတ်ပြီဒီစစ်ရေးမှာဆိုလို့ရှိရင်သူတို့တဖြည်းဖြည်းနဲ့ရှုံးလာပြီးကျွန်တော်တို့ဒီတော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့အများကြီးတိမ့်နိုင်လာခဲ့တဲ့အချိန်မှာသူတို့အနေနဲ့လွှဲချစရာမရှိတော့ဘူး။ အဲသူတို့ရှုံးဟာဒီကောင်နေတိုက်လုံးလို့ကျွန်တော်တို့ရှုံးရပါလေလို့လွှဲချိုင်လဲသူတို့အရှုံးကိုလက်ခံတယ်လို့ဖြစ်မှာလေအဲ့အတွက်အဲသူတို့ကဟိုမဟုတ်တဟုတ်တဲ့နည်းနဲ့အဲ့လိုမရမခသူတို့ကရှုံးမှာတဲ့နည်းတွေတုံးကြမှာပေါ့အဲ့တော့ဆန္ဒလူစစ်ပါပါနေနေတဲ့သတိနေမြန်မြိုက်ဖို့ဟိုမှန်လားကျွန်တော်ဆိုတဲ့အရာကိုရချင်တော့ကိုရန်ကလည်းဟိုပါမရမှာလို့ပြီးတော့အခုပြောချင်တာဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာပြရင်တော့ ကိုအစိုးရဗျူဟာပေါ့လေသူကမီးမလာတဲ့ကိစ္စကိုပြောမိလို့သူဖန်ခံရတယ်ဒါလားဒီမိုကရေစီခင်ဗျားတို့အဲ့ဒီစစ်တပ်အုပ်ချုပ်ပြီးစစ်တပ်အောက်မှာနေသေးခင်ဗျားတို့ဟိုဟိုးဟိုးဘဝတော့လိုပဲခင်ဗျားတို့နှစ်50မကနှစ်တရာလဲခင်ဗျားတို့ကြာသွားမှာတဲ့ဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးနိုင်ငံကြီးကလေအဲခင်ဗျားတို့သိပါခင်ဗျားတို့ဆုံးဖြတ်စစ်ပါတရင်နေမြန်မာကြည့်ပါမလားမလားဆုံးဖြတ်ပါအဲ့ဒီတော့နောက်ဆုံးတစ်ချက်ကတော့ညီမတို့ကတော်လိုင်းလုံနေတဲ့သူတွေရောကျွန်တော်ညီပြောချင်တာကတော့ဗောနော် ခုဆိုလို့ရှိရင်ဟိုပေါ်လန်ကြီးကတပြည့်ပြည့်နဲ့ကာလာတစ်ခုရောက်ရှိလာခဲ့ပြီပေါ့နော်၄နှစ်ကျော်လာခဲ့ပြီအဲ့လိုကာလာတွင်မှာကျွန်တော်တို့နေဆုံးရှုံးသွားခဲ့တာတွေနစ်နာခဲ့တာတွေအသက်အသက်ရက်တန့်သွားတဲ့လူငယ်တွေအသက်ထပ်ပြီးတော့မကြည့်နိုင်တော့တဲ့လူငယ်တွေပြီးတော့အိမ်မပြန်နိုင်တော့တဲ့လူငယ်တွေပေါ့နော်အိမ်ရှိနေမှပြန်နိုင်တော့တဲ့လူငယ်တွေအိုးအိမ်မရှိတော့ပြန်စီရအိမ်မရှိတော့တဲ့လူငယ်တွေအများကြီးပဲဖြစ်လာရပေါ့နော်။ဒါတွေကိုလည်းအဲအကောင်ကတိပြီးကြပဲတိပြီးသားပဲဖြစ်မှာပေါ့။အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ဘာမှစိတ်တက်ကြပါနဲ့။စိတ်ပြအားလည်းမရှိဘူးပေါ့နော်။ ဲ့လက်တွေ့လုံနေတဲ့ခါမှာဘလောက်ထိခက်ခဲရဲဘလောက်ထိကြမ်းတမ်းနေအဲ့ဒါလည်းပြုံးနေရတဲ့လူတွေအတိဆုံးဖြစ်မှာပေါ့နော်အဲအဲ့ဒါတွေအဲ့ခက်ခဲလို့ကြမ်းတမ်းလို့ဆိုပြီးတော့အယောမကြပါနဲ့အတူတူပြီးတော့အတူတိုက်ကြမယ်ပေါ့နော်အဆုံးအထိအတူတူကြမယ်အားလုံးတူတူတော်လှန်ကြပြောချင်ပါတယ်